တောလျာကျန်းအခန်းကြီး1တောလျာကျန်းအခန်းကြီး1သည်စည်ရင်ကောက်ယူခြင်းဖြစ်သည်ဣတရီလာမျိုးတို့သည်အဂုရုပြည်မှထွက်၍ဒုတိယနှစ်ဒုတိယလပထမနေ့၌တီနာတောင်တွင်ပရိသတ်စည်းဝေးရာတဲတော်မှာမောရှိအားထာဝရဖျားမိတ်တော်မူသည်ကသင်နှင့်အာယုံသည်ဣတရီလာအမျိုးပရိသတ်တို့တွင် အသက်20လွန်၍စစ်တိုက်နိုင်သောယောက်ျားအလုံးတို့ကို သူတို့ဆွေမျိုးအတီးအတီးအလိုက်စည်ရင်းယူလျက်တက်ခင်းခြင်းလျက်ရေတွက်လောမျိုးနွယ်အတီးအတီးတမျိုးတယောက်စီမိမိတို့ဆွေမျိုး၌တကြီးဖြစ်သော လူတို့သည်တင်တို့နှင့်အတူကူညီ၍အမှုကိုဆောင်ရသောသူဟူမူကားယူပင်အမျိုးရှေတူးရတာအေလီစုရရှီမောင်အမျိုးဇူရိရှဒေတာရှေလူမြေလယူဒအမျိုး အမိနတတနာရှုံဣတခအမျိုးဇူအာတာနာတနေလဇာပုလုံအမျိုးဟေလုံသားဣလျာပယောတတားတွင်ဧဖရင်အမျိုးအမိဟုတ်သားအေလိရှမာမနာရှေအမျိုးပေဒါစုရတာဂါမလီလဘင်ယာမိန်အမျိုးဂိဒောနိတာအဘိဒံဒံအမျိုး အမိရှေဒေတာအဟေဇာအာရှအမျိုးဩကရန်တာပါဂျေလဂတ်အမျိုးဒွေလတာအီလျာတက်နတလိအမျိုးအေးနန်တာအဟိယတိဤသူတို့သည် ပရိသတ်တွင်ကြော်စောသောသူဆွေမျိုးတကြီးမျိုးဖြစ်၍ဤတရေလအမျိုး၌လူတစ်ထောင်စီအုပ်ရသောသူ ဖြစ်ကြသည် ထိုတို့နမေဖြစ်ရွေးတော်မူသော ထိုသူတို့ကို မောရှင်နှင့်အာယုန်သည်ခေါ်၍ဒုတိယလပထမနေ့၌ပရိသတ်အလုံးကို စီဝေးစေပြီးမှဆွေမျိုးစရင်ကိုဖော်ပြ၍အသက်20လွန်သော သူတို့ဤနမေစရင်ကိုမှတ်သည်ဖြင့်ထာဝရဘုရားသည် မောရှေအားမှားထားတော်မူသည့်အတိုင်းတိနာတော်၌ဤဒေလအမျိုးတို့ကို ရေတွက်လေ၏ဤဒေလဤသားဦး ယူပင်ဤအမျိုးတို့တွင်ဆွေမျိုးအတိအတိလိုက်၍နာမည်များကိုစည်ရင်း၌မှတ်သားသည့်အတိုင်းအသက်20လွန်၍စစ်တိုက်နိုင်သောယောက်ျားအပေါင်း4000 6500ရှိကြ၏။ရှီမောင်မျိုးတို့တွင်ဆွေမျိုးအတိအတိလိုက်၍နာမည်များကိုစည်ရင်း၌မှတ်သားသည့်အတိုင်းအသက်20လွန်၍စစ်တိုက်နိုင်သောယောက်ျားအပေါင်း5900 300ရှိကြ၏။ဂတ်မျိုးတို့တွင် ဆွေမျိုးအတီအတီလိုက်၍နာမည်များကိုစီရင်၌အမှတ်သားသည့်အတိုင်းအသက်20လွန်၍စစ်တိုက်နိုင်သောယောက်ျားအပေါင်း4000 5650ရှိကြ၏ယူဒာအမျိုးတို့တွင်ဆွေမျိုးအတီအတီလိုက်၍နာမည်များကိုစီရင်၌အမှတ်သားသည့်အတိုင်းအသက်20လွန်၍စစ်တိုက်နိုင်သောယောက်ျားအပေါင်း9400 6000ရှိကြ၏ ဤတခါအမျိုးတို့တွင်ဆွေမျိုးအတီအတီလိုက်၍နာမည်များကိုစည်ရင်၌မှတ်သားသည့်အတိုင်းအသက်20လွန်၍စစ်တိုက်နိုင်သောယောက်ျားပေါင်း9400ရှိကြ၏ဇာဘူးလုံအမျိုးတို့တွင်ဆွေမျိုးအတီအတီလိုက်၍နာမည်များကိုစည်ရင်၌မှတ်သားသည့်အတိုင်းအသက်20လွန်၍စစ်တိုက်နိုင်သောယောက်ျားပေါင်း9200ရှိကြ၏ ယောသတ်မှဆင်းသက်သောအေဖရင်မျိုးတို့တွင်ဆွေမျိုးအတိအတိလိုက်၍နာမည်များကိုစင်းရင်း၌မှတ်သားသည့်အတိုင်းအသက်20လွန်၍စစ်တိုက်နိုင်သောယောက်ျားပေါင်း4500ရှိကြ၏မနာရှေမျိုးတို့တွင်ဆွေမျိုးအတိအတိလိုက်၍နာမည်များကိုစင်းရင်း၌မှတ်သားသည့်အတိုင်းအသက်20လွန်၍စစ်တိုက်နိုင်သောယောက်ျားပေါင်း 32200ရှိကြ၏ဗိယာမိန်မျိုးတို့တွင်ဆွေမျိုးအတိအသီးလိုက်၍နာမည်များကိုစည်ရင်နိုင်မှတ်သားသည့်အတိုင်းအသက်20လွန်၍စစ်တိုက်နိုင်သောယောက်ျားပေါင်း35400ရှိကြ၏ဒံမျိုးတို့တွင်ဆွေမျိုးအတိအသီးလိုက်၍နာမည်များကိုစည်ရင်နိုင်မှတ်သားသည့်အတိုင်းအသက်20လွန်၍စစ်တိုက်နိုင်သောယောက်ျားပေါင်း 62900ရှိကြ၏အာရှမျိုးတို့တွင်ဆွေမျိုးအတီးအတီးလိုက်၍နာမည်များကိုစည်ရင်း၌အမှတ်သားသည့်အတိုင်းအသက်20လွန်၍စစ်တိုက်နိုင်သောယောက်ျားပေါင်း4150ရှိကြ၏နတလိအမျိုးတို့တွင်ဆွေမျိုးအတီးအတီးလိုက်၍နာမည်များကိုစည်ရင်း၌မှတ်သားသည့်အတိုင်းအသက်20လွန်၍စစ်တိုက်နိုင်သော ယောက်ျားပေါင်း93400ရှိကြ၏ထို့သောမောရှိနှင့်အာယုံအစရှိသောဣတရီလအမျိုး၌ဆွေမျိုးတကြီးဖြစ်သောမင်း၁၂ပါးတို့သည်ဣတရီလအမျိုးအလုံးတို့ကိုဆွေမျိုးအလိုက်ရည်တွက်၍စည်ရင်ယူသည့်အတိုင်းအသက်20လွန်၍စစ်တိုက်နိုင်သောလူပေါင်းက6,3550ရှိသည်တည်း လေဝိသားတို့သည်ဘိုးဘေးအမျိုးအလိုက်စည်ရင်မဝင်ရသည့်အမှုမှာသာဝရဘုရားသည် မောရှေအားမိန့်တော်မူသည်ကလေဝိသားတို့ကိုဣသရေလအမျိုးတို့နှင့်ယောနော၍မရေတွက်ရစည်ရင်ထဲ၌မသွင်းရလေဝိသားတို့အားတတိခံချက်တဲတော်ကို၎င်းတဲတော်တစားရှိသည်များကို၎င်းတဲတော်နှင့်ဆိုင်သည်များတို့ကို၎င်းအဲ့၍ သူတို့သည်တဲတော်နှင့်တဲတော်တစားအလုံးစုံကိုဆောင်ရွက်ရကြမည်တဲတော်အမှုကိုလည်းထမ်းရကြမည်တက်ချသောအခါတဲတော်ပတ်လည်၌မိမိတို့နေရာချကြရမည်တဲတော်ကို ယူသွားခြင်းရောက်သောအခါလေဝိသားတို့သည်ရုပ်သိမ်းရမည်နေရာချခြင်းရောက်သောအခါထူထောင်ပြန်ရမည်လေဝိအမျိုးမှတစ်ပါးအခြားသောအမျိုးသည် ချင်းကပ်လျင်အသေးသက်ရှင်ကိုခံရမည် ဣသေလမျိုးတို့သည် တက်ချသောအခါအလုံးအင်းတစ်လျှောက်လုံးလူတိုင်းမိမိဆိုင်သောတက်တွင်မိမိဆိုင်သောအလံနာမှမိမိတဲကို ဆောက်ရမည်ဣသေလအမျိုးစည်းဝေးရာပရိသတ်ပေါ်မှာအမျက်တော်မတက်ရောက်စေခြင်းကလေဝိသားတို့သည်တက်တိခံချက်တဲတော်ပတ်လည်၌နေရာချ၍တက်တိခံချက်တဲတော်ကိုစောင့်ချောက်ရမည်ဟု မောရှေအားထာဝရဖျား မှားထားတော်မူသည့်အတိုင်ဣတိလအမျိုးတို့သည် ပြူကြ၏တောလျာကျမ်းအခန်း၏၁ပြီးပါပြီနှုတ်ကပတ်တော်နားထောင်သွားသော သူအယောက်စီတိုင်းဘုရားသခင်သာ၍ကောင်းချီးပေးပါစေအာမင်